အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့ပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ် sorry ပါကျွန်တော်ပွဲပြီးသုံးသက်ချက်ကိုကျွန်တော်နောက်ကျမှတ်တယ်ပြီးကျွန်တော်ညလည်းကျွန်တော်ကာတာရှောင်းမောင်းလာပြီးတော့ပြီးတော့တရေနုံမှာဘောလုံးဝတ်ထားကြည့်ရေဘောလုံးဝတ်ထားကြည့်ပြန်အိတ်တော့အခုမှပဲပြန်တိုးတာပေါ့နော် အဲ့တော့ဒါကျွန်တော်အခုမှပဲနိုးရတဲ့တောင်ကျွန်တော်ဗီဒီယိုအခုမှပဲလုပ်ပြီးတာနည်းနည်းဒီနောက်ကျသွားတဲ့အတွက်နည်းနည်းမဟုတ်တော်တော်လေးနောက်ကျသွားတဲ့အတွက်ခွက်လပ်ပါမို့နော်အဲ့တော့ဒါကျွန်တော်နေနေတာမနေ့ကအကာ9နာရီရောက်တောက်လျှောက်မောင်းလာခဲ့ပြီမြေဒါဒီပွဲကိုတော့ရအောင်ကြည့်ခဲ့တယ်ဘာလို့ final တက်မဲ့အပွဲစဉ်ပေါ့နော်ဘာလို့ final တက်မလဲဆိုတော့ဒါကျွန်တော်တို့ ြည့်ရတာတန်ခဲ့တဲ့ပွဲစဉ်တပွဲဆိုရင်တော့မှားမေတော့မထင်ဘူးတကယ်ဥဒါအချိန်ပေးရတာတန်ခဲ့တဲ့ပွဲအဲ့တော့ဒါကျွန်တော်တို့ဘာဆိုနာရဲ့အိမ်ငွေးနှုန်းကတိုင်မဲ့တာကျွန်တော်အပြန်လန် twin goal တွေနဲ့ဒီနေ့ပွဲစဉ်မှာလုံးဝနှစ်သိန်းလုံးပါဗျာဒါတကယ်မိုက်တာကလေဟိုလုံးဝအကြောင်းလမ်းမရှိတဲ့အသင်းနှစ်သိန်းကိုတွေးခဲ့ရတယ်ပေါ့နော်ဒါကတော့ဘာလို့ဟာသမမင်းကဒီကစားကွက်ဆော့မှာမလို့ငါဒီကစားကွက်ဆော့မယ်ဆိုပြီးဒါကျွန်တော်တို့ ပြောချင်တာပဲဒီနေ့ပွဲစမှာစီမွန်နီအင်ဇာဂီရဲ့အသင်းမှာဟုတ်ရဲ့လာလူတော်မီးရမယ်ပွဲစဉ်တစ်ပွဲဖြစ်တယ်။ဒါကျွန်တော်တို့တကယ်ကိုဒါပထမအကြုံမှာလဲ3-3ဒုတိယအကြုံမှာလဲ4-3ပေါ့နော်။ဒါဒီနေ့ပွဲစမှာဒါကျွန်တော်အင်တာမီလန်အသင်းကတဘာဝါရှိတဲ့အသင်းသင်းဆိုတော့ဆက်လက်ပြီးပြသခဲ့တဲ့ပွဲစဉ်ပေါ့နော်။ပြီးတော့ခုနကပြောလို့ပဲအင်တာမီလန်သစ်တဲ့ဒီနေ့ပွဲစမှာငါတို့ကတသင်းလုံးဂူးသွင်းတက်တဲ့အသင်းသင်းဆိုတော့ဆက်လက်ပြီးတော့ပြသခဲ့တဲ့ပွဲစဉ်။ဘာစနာသစ်နဲ့အခုလက်ရှိမှာဒါဒီနေ့ပွဲစဉ်ကတော့အိမ်ကွင်းမှာအခွင့်ကောင်းမယူနိုင်ခဲ့တာကိုဒီမှာခံစားခဲ့ရတဲ့ပွဲစဉ်တစ်ပွဲဆိုရင်တော့ မှားမယ်တော့မလို့ဒီနေ့ပုံစံဘာဆိုတော့လဲကောင်းခဲ့ပါအတိုင်းတာတစ်ခုထက်တော့မှပို့ပြီးတော့မှကောင်းခဲ့တယ်သူသင်းပါဒါပေမဲ့တစ်ဖက်ကအင်တာမီလန်ရဲ့ဂူဒမယန်ဆူမှကောင်းခဲ့တာဒီကောဒါတစ်ဖက်ကဘာဆိုတော့အသင်းရဲ့တိုက်စင်မှုတွေဒါကျွန်တော်တို့ဂိုးမသွင်းတက်တဲ့ပြဿနာဒီကောပါတော်တော်လေးကိုအားနေခဲ့တဲ့ပြဿနာတွေတွေ့ခဲ့ရမယ်တော့ပါအဲ့တော့ဒီနေ့ပုံစံဒါစောစောစစ်စစ်မှရတာပထမပိုင်းလောက်မှပဲကိုဒါကျွန်တော်တို့အင်တာမီလန်အတွင်းက2ဂိုးလောက်နဲ့စပြီးပွဲဖွင့်လိုက်တယ်တေချာတလောက်နီးနီးနိုင်ပွဲကိုပြတ်သားခဲ့ပေမယ့်ဘာဆိုတော့ကသူတို့အနေနဲ့ဒါကျွန်တော် တွေ့နေမြင်နေကြအတိုင်းပဲမဆိုးမနစ်နောက်ဆုံးအချိန်ဒီတို့စူးစမ်းပြခဲ့တဲ့ပုံစံတွေ့အဲ့တော့ဒါကျွန်တော်က ရမ်မွန်ဒါတာထဲမှာပါရမ်မွန်ဒါတာပြန်ဖြစ်တဲ့ပွဲစဉ်တစ်ပွဲဆိုရင်တော့ပုံမှန်ပဲဗျ။ဒါကျွန်တော်တို့ပထမဆုံးဒါကျွန်တော်တို့အင်တာမီလန်ကနှစ်ဂိုးသွင်းလိုက်တယ်။သွင်းသွားတဲ့သွင်းဂိုးတွေကရှယ်ပဲ။ပထမဆုံးသွင်းသွားတဲ့သွင်းဂိုးကဒါကျွန်တော်တို့ဒန်ဖရီစ်ကဒါဘာစနာသင်းရဲ့ highlight တွေကနေဖောက်ထွက်ပြီးတော့ဒါကျွန်တော်ပြေးထွက်သွားပြီးတော့ဒါပေလော်တာရိုမာတီနက်စ်ကိုလွတ်လွတ်ကျွတ်ကျွတ်ဒါကျွန်တော်တက်ပင်မှာပြေးလိုက်တယ်။လော်တာရိုမာတီအမှားအမှားရမရှိသွင်းသွားတယ်။ပြေးဒါကျွန်တော်တို့ပနတီပေးရမှာပေါ့။ပနတီပေးရမှာဘောလုံးကဒါပနတီပေးရမယ်လို့မြင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့သူ့အနေနဲ့ဘောလုံးမထိဘဲနဲ့ကစားသမားကိုတွားပြီးတော့ဒါကျွန်တော်တို့ထိသွားခဲ့တဲ့အတွက်ကြောင့်မလို့ ဒါပနရီပေးတဲ့နဲ့ပွဲပေါ့ပနရီပေးတဲ့နဲ့ကိုတကူလိုမြင်တယ်ဘောတော့ KN တကူအနေနဲ့လုံးဝအမှားရွေးမရှိပဲတွင်းသွားခဲ့တယ်အဲ့တော့ပထမပိုင်းမှနေတာကျွန်တော်လုံးဝ Inter Milan က2-0ဆိုတဲ့ရလဒ်နဲ့ဥဆောင်နေတယ်ပြီးလဲပြီးတော့ဒါကျွန်တော် Barcelona အသင်းကနောက်ကနေ3ကို drive နိုင်လိုက်ပြီးပြန်သွင်းတယ်ဘောတော့ကျွန်တော်တို့က Eric Garcia ရဲ့တေသက်လှပါတဲ့တွင်းကိုရဲ့ Danny Olmo ရဲ့ခေါင်းတိုက်တွင်းကိုရဲ့ Rafinha ရဲ့ဒါကြောင့်မြေမကြကန်ချက်ကနေပြန်ချလာတဲ့ဘောလုံးပြန်ခဲ့အဲ့တော့ Rafinha တွင်းကိုပြီးတဲ့အချိန်မှာဒါ B ပွဲကိုတော့ပြီးသွားပြီးတော့အကုန်လုံးအထင်တယ်ဒါ3 အဲ့တော့တို့ရတာ3 2ဖြစ်နေပြီဗောနော်3 2ဖြစ်နေချင်းပြီးသွားအဲ့တော့ဒီညမှာဘာစနာသင်ဟန်စီဖလစ်ရဲ့အားနယ်ချက်ကအဲ့ဒါပဲလီကိုထိမ့်မနိုင်တဲ့ပြဿနာတော်တော်လေးကိုဆိုးတယ်ဒါကခုနပြောသူပဲဒီနေ့ပေါ်စမှာ3ရဲ့အဓိကခန်းစစ်ကစားသမားမပါလာနိုင်တာလေဒါဆိုတိတာတယ်လို့ပြောလို့ရတယ်မဟုတ်ပါအဲ့တော့ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့တောင်မန်ကနေဆွဲပြေးလာတဲ့ဘောလုံးတစ်လုံးကိုနော်ကျွန်တော်ပြပူလိုက်တဲ့အချိန်မှာအစားပြီးဗောနော်ကျွန်တော်ပထမသွင်းသွားတာဘလူများလဲဗောနော်ဒီ no offense အပတ်ပြူနေဗောနော်ငါကွင်းလယ်အတက်တယ်ကျွန်တော်တင်တာကွင်းလယ်မှာဘာရလဲအဲ့လောက်အကောင်မကြီးဘူးကီယာနိုဂလူးကလည်းအဲ့လောက်အကောင်မကြီးဘူး မေဘီပေါ့နော်ဒါကျွန်တော်တို့ okay ဒါငါအဲ့ချင်ဘူးတဲ့မက်ဆီမှာပြီးတော့မှလှမ်းကြည့်မှာအစားပြီးရဲ့အဲ့ဒါဒါဒီပွဲမှာမဟုတ်ဘူးဒါကျွန်တော်တို့ဘာစနာရဲ့အိမ်ခွင်းနဲ့ပွဲစမှာဘီဆက်တကောင်လဲအဲ့ဒါအဲဒါပဲကွေးလက်ထိတက်ပြီးဒါရှေ့ထိတက်ပြီးကြောင့် library တင်းနေလောက်တော့တွေ့ရမှာနော်ဒါစီမွန်နဲ့အင်ဇာဂီနေနဲ့သူ့အနေနဲ့ ်မင်းလုံရဲငါလုံရဲတယ်ဆိုတဲ့ tactic ကိုဒီနေ့ပေါ်စံမှာတွေးခဲ့ရတယ်ပေါ့နော်ဒါနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာတို့အနေနဲ့ဘရင်မောင် ဖောင်ဖြတ်သိရင်ပေါင်ပြရတယ်ဒါမျိုးကိုသူအနေနဲ့ဒါတွေးခဲ့တော့ဒီနေ့ပေါ်စံမှာကျွန်တော်ဘာဆူနာအသင်းကိုချီချူးတာမှန်မှန်စီမွန်နဲ့အင်ဇာဂီရဲ့အင်တာမီလန်ကိုပူချီချူးတယ် လက်ရှိမှာ D squat ဆိုတာဒါကျွန်တော်ရှိတာနဲ့ဖြစ်အောင်လုပ်နေတဲ့ squat တစ်ခုဖြစ်တယ်တော့ဒါတော်တော်လေးကိုကျွန်တော်အရန်ကြီးကြီးတယ်ဘာလို့လဲဒီနောက်ဆုံး3နှစ်မှာ Champion League finalist နဲ့ချိန်ဖြစ်တယ်တချိန်မှာတော့ဒါကျွန်တော် Manchester City ကိုသင်းမှု show နဲ့တိတ်ပြီးတော့ surprise ဖြစ်ဒါခုနကလက်ရှိမှာဒါအခုလက်ရှိဖတ်ရတဲ့သတင်းတွေရဆိုရင် Inter Milan လက်ရှိ boss ဖြစ်တယ်ဒါကျွန်တော်တို့အာ အလုံးမဖိုင်နယ်၁၀ချိန်တက်ထားတာ၉ချိန်လားမသိနိုင်တာ88.5%တက်တော့မှပါစတေးရနိုင်တာတော့ကြောင့်မလို့ဒါဖိုင်နယ်ဟိုဘက်ကဘယ်သူပဲတက်လာတက်လာဒါအင်တာမီလန်ကဆိုဒါပေမဲ့အင်တာမီလန်အနေနဲ့ဒီကီလန်ကလွယ်ကူခဲ့တာတော့မဟုတ်ဘူးတကယ်ဟိုဒါခဲရခဲစေအဲ့တော့ဒါဘာစလိုနာအသင်းကိုကျွန်တော်ဒါကိုကတော့ဘာစလိုနာအသင်းကိုသဘောကျရဲ့ကစားလူဖြစ်မယ်ဒါဘာစလိုနာအသင်းကိုသဘောကျပေမဲ့ ဒါလက်ရှိမှာ Inter Milan အသင်းကလွယ်ကူတဲ့ခရီးတစ်ခုကိုတက်လာခဲ့တာမဟုတ် Fiorentina နဲ့ပွဲစဉ်ကလွင်ဘာစီနဲ့တွေ့တယ်အခုလက်ရှိမှာသူဆိုဘာစီနဲ့တွေ့တယ်ဒါအခုလက်ရှိမှာ Bayern Munich နဲ့တွေ့တယ် Fiorentina တယောက်ကလွင်တေချာပြန်ကြီးတိတ်ပြီးတော့ခက်ခက်ခက်ခဲမရှိဘူးလို့ထင်လို့မရပါဘူးသူအနေနဲ့ဒါကျွန်တော် format သိရတာကျွန်တော်တို့အောက်စုစစ်မှာတူတူမိုက်ခဲ့တာအဲ့တော့ အင်တာမီလန်အသင်းအနေနဲ့တကယ်ကိုချီးကျူးဖို့ကောင်းတဲ့ခြေစွမ်းတစ်ခုပြခဲ့တယ်။တကယ်တော့ဒီနေရာမှာနောက်ကနေပဲကန်ရှင်ဖြစ်တဲ့ဆီမွန်နဲ့အင်ဇာဂီပေါ့နော်။ကစားသမားတွေအကုန်လုံးတော်တာမှန်ပေမဲ့တကယ်တဲ့ကစားသမားတွေလည်းချီးကျူးဖို့အများကြီးကောင်းပါလေ။တကယ်တကယ်လေးစားဖို့ကောင်း။ဒါပေမဲ့တကယ်တမ်းနင်းသားငါလားဟေးဆိုတဲ့ movement မှာတော့ဒါကျွန်တော်တို့ဆီမွန်ရဲ့အသင်းကလုတ်ပြနိုင်ခဲ့တယ်။ဘာစနာအသင်းကဒီနေ့ပွဲစမှာဒါတချို့သော movement တွေမှာဒါလူငယ်တွေပဲများတဲ့တော့ကြောင့်မို့ဒါတချို့သော movement experience အများကြီးဥမာမိနစ်60လောက်မှာထိန်းစော်အောင်တသိန်းလောက်ဒါပြောရမှာဆိုရင် ဟိုဖင်ပိတ်စောတဲ့ဆောအောင်ဗျာဒါကိုတို့နားလည်မှုရေးကြည့်ဥမာရနှစ်ပေါ်တမှာတရမ်းသိတာတဖက်က32ဘာစနာ32ဖြစ်နေတဲ့အချိန်နဲ့ဒါကျွန်တော်တဖက်ကအင်တာမီလန်43ဖြစ်နေတဲ့အချိန်ကြွားတယ်အင်တာမီလန်43ဖြစ်သွားတဲ့အချိန်မှာ69မိနစ်ပဲရှိတယ်မိနစ်100ပဲရှိပြီအားလုံးပေါင်း15မိနစ်ကြာသေးတယ်ပွဲပြီးဖို့အဲ့တော့ပြောချင်တာကဘယ်ဘယ်ဘယ်ကမိနစ်တည်းတော့မိနစ်20လောက်ကြာသေးတယ်ဒါဆိုကျွန်တော်စီ35မိနစ်အချိန်ကိုပါရပေါ့မိနစ်20လောက်ကိုကျွန်တော်အင်တာမီလန်ဒိန်းဆော့ပါတယ်ပြောချင်တာဒီနေရာမှာအဲ့ဒီကကြွားတယ် ပြောချင်တဲ့တစ်ဖက်ကဘာစနောအသင်းနေနဲ့ပို့ပြီးတော့ကြားထဲမှာ 3မိနစ်ဗျာ7မိနစ်ဘို့ကိုနောက်ဆုံးဗျာ7မိနစ်လောက်ဒိန်းစော့ရနိုင်ပြီလုံးဝသူတို့နဲ့ final တက်ပြီဒါတို့တို့မထိန်းစော့နိုင်ခဲ့ဘူးသူတို့ပူပူပြီးလိုချင်တယ်ဗောနော်ရလို့စိတ်ကဒီနေ့ပွဲစုံမှာဘာစနာအသင်းကိုတတ်သွားတယ်လူတော်ပြောလို့ရရတယ်မပါဒါပေမဲ့တစ်ဖက်ကအင်တာဗျူလန်ကြတော့မဟုတ်ဘူး9သူတော်ကတော့4 3ဖြစ်သွားတယ်ဒီတော့မဟုတ်4 3ဖြစ်သွားတယ်ဒါကြီးကိုသူတို့ထိန်းစော့ငါတို့ဒီအောင်ဘလူးမူး engage လုပ်မယ်ပြီးတော့ cancel ဘိုင်းကတော်တော်လေးကိုတည်တည်တသာဖြစ်သွားတယ်လို့မြင်တယ်ဗောနော်ဒါပြီးလဲပြီးတော့ဒါကျွန်တော်တို့ဒီနေ့ပွဲစုံမှာရှိသမျှလူစည်းရင်းလက်ဒါအကုန်ပဲဗောနော်ဒါကျွန်တော်တို့ဒါ လူလဲတာတို့တဲ့အလုံးပေါင်းနှစ်၄6ယောက်ဒါသင်းကို6ယောက်လုံးလဲပြချက်ဘာလို့တဆူတူပြမီးလိမလားကျွန်တော်တို့ဒါမိနစ်60မှာ5ယောက်လဲပြီးတော့ဒါမိနစ်60တက်ကြော်နောက်တစ်ယောက်ထပ်လဲလူကြဒါစီမင်းစီကန်ရပေါ့အဲ့တော့6ယောက်လုံးလဲထားတယ်နှစ်သင်းလုံးကဒါကျွန်တော်တို့လဲခဲ့တယ်ဒါပေမဲ့တစ်ဖက်အသင်းတွေကိုစီကိုစီလိုအပ်ချက်တွေကတော့ဒါကျွန်တော်ပူပူပြီးတော့တွေ့လာခဲ့တယ်ပေါ့စဒါပေမဲ့စီမွန်နီအင်ဇာဂီနဲ့ဒီနေ့ပွဲစံမှာတော့ငါအသင်းဘာလုံးနိုင်လဲဆိုတော့ပြသခဲ့တယ်တစ်ဖက်ကတော့လူငယ်ရင်းနဲ့ဒီနေ့ပွဲစံမှာအကောင်းဆုံးလုပ်ပြဖို့ကြိုးစားခဲ့ပေမဲ့လိုအပ်ချက်တွေအများကြီးရှိခဲ့တာတော့တွေ့ရမယ်ခါစပိုင်းမှာဒါကမဲ့နှစ်မော်တာအီနီဂိုမာတီးနက်စ်ကူဘာစီအတွဲဆို တဲ့အီကူဘာစီနဲ့ပို့ပြီးတော့ဝါရင်ရှိမဲ့ဒါကျွန်တော်တို့ပို့ပြီးတော့ကောင်းမယ်ပေါ့နော်ဒါကျွန်တော်အီဂိုမာကီနဲ့မကောင်းလို့တော့မဟုတ်ဘူးကောင်းတယ်ဒါပေမဲ့အီဂိုမာကီနဲ့ဆိုတော့ပြောလို့မရဘူး तू ရှိတဲ့အချိန်ထိကသူကသူတော့မစိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ तू လည်းမရှိတော့ပြီးလဲပြီးတော့ဒါနီးပြနေတာရော်နယ်အာရူဟိုလဲလိုက်တယ်ရော်နယ်အာရူဟိုလဲလိုက်တဲ့အချိန်မှာအေးဘောကန်ဆယ်ပိုင်းကတော့မလိုအပ်ပဲနဲ့ဒါနောက်ဆုံးကျွန်တော်အသေးရနောက်ဆုံးမိနစ်ကိုဂိုးပေးလိုက်ရတာပေါ့နော်ရမွန်ဒါတာလှုပ်ထားပြီးပြီဒါခုနကနှစ်ဂိုးသွင်းပြီးနောက်ကသုံးဂိုးပြန်လိုက်ရမွန်ဒါတာလှုပ်ထားပြီးပြီ is all good ကွာဒီလားဒါပေမဲ့အဲ့လိုမျိုးတော့ပြောလို့ဟာအားမရအင်တာမီလန်တော့ခြေကျွတ် နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်ပါဗျာဒါ9ဒူစိတ်ကဘလောက်တိပြေးနိုင်လဲအစားပြီးလို့ကောက်မျိုးကတိုက်စစ်တီတက်ပြီးတွင်းသွားတယ်မျက်စိထဲမှာမြင်ကြည့်ဒါဟိုနေရယူရိုပါလိမန်ဒါဟယ်ရီမကွာလူပေးလိုက်လို့ပဲအစားပြီးကကိုတိုင်မှာဂိုးသွင်းမှာအဲ့တော့ဒါကျွန်တော်တို့ဂိုးသွင်းမှာဟိုခံစစ်မှုတွေဒါလက်ရှိမှာဟိုဒေးဗစ်ဘက်ခန်တို့ဒါကျွန်တော်တို့အကန်တိုးနာတို့ဝင်ဘူးနေတာကတော့ဒီနှစ်တင်မှာကြည့်လို့ကောင်းဒါပေမဲ့ ခမရအတွက်မိနစ်90ဘက်ကမနော်ဒါမိနစ်120ပြီးခဲ့ရမယ်ပွဲစဉ်မှာဒါတော်တော်လေးကိုကောင်းတဲ့ပွဲစဉ်တွေဖြစ်လာမယ်လို့မြင်နေကျွန်တော်ဒါတနေ့လုံးပမှန်လာတဲ့ကောင်တယောက်အနေနဲ့တော့ဒါကြည့်လို့ရှုလို့တန်ခဲ့တယ်ဒီမှာပါအဲဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ဒန်ဖရီကလည်းထပ်ပြီးတော့မင်းသားဖြစ်ခဲ့ပြန်ပါတယ်ဒန်ဖရီကတကယ်ခုနပွဲစဉ်ပဲလက်ရှိပါတာမင်းသားကဒီနေ့ဒါကျွန်တော်တို့အိမ်ဝင်းကိုအဝေးကွမှာမင်းသားတယောက်ဖြစ်ခဲ့တဲ့ဒန်ဖရီတယောက်ကတော့နေရာကတော့ဒါလက်ရှိမှာလာမယ့်နေရာဒီမှာဒါစိတ်ဝင်စားအဲ့တော့ ရှိတဲ့ budget နဲ့လုပ်ပြခဲ့တဲ့ Inter Milan ကိုအင်မတန်မှကျွန်တော်ကတော့ကြေကျူတယ်။တစ်ဖက်ကလူငယ်ရင်းနဲ့ဒါကြောင့် Barcelona နဲ့ဒီလောက်ထိရောက်ခဲ့တာကိုပဲကျေးဇူးတင်ရမှဖြစ်နေတယ်။ဒါပေမဲ့နှမျောဖို့တော့ကောင်းတယ်ဗျ။ဒါကလည်းလက်ရှိမှာဒါ Barcelona အသင်းရဲ့ Triple Aim က Lionel Messi ခေတ်ကလေးအခုချိန်ထိချိုးပြက်ခဲ့ပြန်ရပြီ။ Inter Milan အသင်းကအခုချိန်ထိ Triple ကတော့လက်တကန်းလူထိသွားနိုင်အောင်ပဲ။ဒါပေမဲ့သူတို့လည်းပြည်တွင်းမှာ Napoli ကိုအမှတ်ကွာတဲ့ကြောင့်ဒါနှစ်သင်းလုံး Triple ိမ်မက်တွေကရေဒီရေဒီဖြစ်နေတဲ့ပုံဒါပေမဲ့ Inter Milan အတွင်းက congratulations မှာလုံးဝလုံးဝ100%ထိုက်တတ်ပါတယ်တကယ်ကိုကောင်းကင်နီးပြကစားသမားတိုင်းကဒီနေ့ပွဲစဉ်ကိုနိုင်ဖို့အတွက်အများကြီးထိုက်တင်ခဲ့ပါတယ်ဒါကျွန်တော်တို့ Barcelona အသင်းကလူငယ်တွေနဲ့ဒါကျွန်တော်တို့တိုက်စစ်ကကောင်းကင်နောက်တက်အမားတွေကြောင့်မလို့ဒါကြောင့်အမားလူငယ်တွေရဲ့အမားတွေနဲ့တူတာကျွန်တော်တို့ပြစ်ဆက်ခဲ့ရလို့ပဲဆိုရတယ်မပါအဲ့ဒါဘယ်လိုပြော ဘာလို့လဲဆိုတော့နောက်နှစ်မှာအကောင်းဆုံးပြန်လာနိုင်ပါစေ congratulation ပါ inter milan ရေဒါကျွန်တော်တို့၃နှစ်အတွင်းမှာဒါကျွန်တော်၂နှစ်ဒါကျွန်တော်တို့ champion league finalist ဖြစ်လာခဲ့ပါပြီတကယ်ကိုစောက်ရမ်းချီးကျူးဖို့ကောင်းတဲ့နေရာမှာပါပါတယ်လောက်ပါပဲအားလုံးပဲကြိုးတင်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးစုမုံကောင်းတောင်းပေးလိုက်ရပါတယ်ကျွန်တော်တော့ကုန်ပြီပါအောင်မြန်မြန်လေးလက်ကလစ်ဖို့မမိကြပါနဲ့ဗျမြန်မြန်ကလစ်မမြန်မြန်နိုင်ဖြစ်ပါတယ်ကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့ဒေးပါပါ